ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ရှေးဟောင်းတမိုင်းတွေထဲကမိဒစဆိုတဲ့အကြောင်းလေးကိုပြပြပေးကြပါတယ်ဒါကတော့ကျွန်တော်ကကျွန်တော်နာမည်လေးပေးထားတာဖြစ်ပါတယ်တကယ်တမ်းဒီနေ့ပြပြပေးမယ်ဖြစ်စဉ်ကတော့ဒီထိုင်းနဲ့ကမ္ဘောဒီးယားကြားထဲကအနိမကအကြောင်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ထုံးစံတိုင်းမဲ့အဆုံးထိကြည့်ရှုပေးဖို့အတွက်ညတာရက်ခံလိုက်ရပါတယ်ခင်ဗျာရှေးဟောင်းဖះအကြောင်းတော်နဲ့ပုံမွေနှင့် စတရာစုကဆူရီယာဗာမန်ဘီရင်လက်ထက်ကတိဆောက်ခဲ့တဲ့ပရီဗီဟီကျောင်းတော်ကြီးက925မီတာမြင့်နဲ့ကြောက်ဆောင်ထိပ်မှတည်ရှိနေပါတယ်။တစ်ချိန်ကကြီးကျယ်မြင့်မြတ်တဲ့ခမာအင်ပါယာရဲ့အစိပ်ပိုင်းဖြစ်ခဲ့တဲ့ဒီကျောင်းတော်ကြီးရဲ့နိုင်ငံတွေမှာတော့ဟိန္ဒူတဒ္ဒနာဘရင်စနစ်နဲ့ရှီဗာနတ်ဖျားကိုကိုးကွယ်မှုတို့ရဲ့ဇလန်းတွေဟာနစ်မြုပ်နေခဲ့ပါတယ်။ဒါပေမဲ့အင်ပါယာရဲ့တကူအင်အားကြာဆင်းလာတာနဲ့မျှနေမီပိုင်ဆိုင်မှုတွေဟာလည်းပြောင်းလဲသွားခဲ့ရပါတယ်။ ိန်းနီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံဟာလည်းတဖြည်းဖြည်းနဲ့အင်အားတောင့်တင်းလာချိန်မှာတော့ခမာရီရဲ့ဩဇာလွှမ်းမိုးမှုဟာကြာဆင်းလာခဲ့ပါတယ်။ဒါပေမဲ့နိုင်ငံလုံးအတွက်ပရီဗီဟီရဲ့ရေးပါမှုဟာဘယ်တော့မှအေးမိန်မသွားခဲ့ပါဘူး။ကိုလိုနီကဝင်ရောက်မှုနဲ့1908ခုနှစ်မြေပေါ်ကမ်ဘောဒီးယားအနေနဲ့ပြင်သစ်ကိုလိုနီလက်အောက်ရောက်သွားတဲ့အချိန်မှာထိုင်းထိုးစင်းကယိုးရီးယားနဲ့ပြင်သစ်တို့က 1904ခုနှစ်နဲ့1908ခုနှစ်တွေမှာနယ်စပ်ပိုင်ဆိုင်မှုနယ်မြေသဘောတူညီစာချုပ်များချုပ်ဆိုခဲ့ပါတယ်။ဒီစာချုပ်တွေမှာတော့နယ်စပ်ပိုင်ဆိုင်မှုနယ်နိမိတ်တွေကိုရည်မြေသဘောဝမြင်တိုင်းသတ်မှတ်ရန်ပါရှိခဲ့ပါတယ်။1909ခုနှစ်ပြင်သစ်ဆွဲတဲ့မြေပုံမှာတော့ပရီဗီဟီကျောင်းတော်ကကမ်ဘောဒီးယားနိုင်ငံတွင်မှပါရှိနေပါတယ်။ထိုင်းနိုင်ငံဘက်ကကနအူးမှာတော့တန့်ကွက်ခြင်းမရှိခဲ့ပါဘူး။ဒီတစ်ချက်ဟာနောက်တစ်ချိန်မှာတော့တန်တမန်ရေးရာအခက်အခဲများဖြစ်စေတဲ့အကြောင်းအရာတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်ခင်ဗျာ1954ခုနှစ်မှာတော့ပြင်သစ်စစ်တပ်တွေဟာကမ္ဘောဒီးယားနိုင်ငံကနေဆုတ်ခွာခဲ့ပါတယ်ပြင်သစ်တို့ဆုတ်ခွာပြီးတာနဲ့တပြိုင်နက်တည်းမှာပဲထိုင်းနိုင်ငံရဲ့စစ်တပ်ဟာကျောင်းတော်နေမြေတွင်းသို့ဝင်ရောက်ကာတပ်ဆွဲထားခဲ့ပါတယ်ထိုကမှတော့ကမ်ဘောဒီးယားအစိုးရကနယ်သာလန်နိုင်ငံတီဟိတ်မြို့မှာရှိတဲ့နိုင်ငံတကာတရားရုံး ICJ ကိုအမှုတင်သွင်းခဲ့ပါတယ် 1962ခုနှစ်ဇွန်လ15ရက်နေ့မှာတော့ ICJ က1900ခုနှစ်မြေပုံနဲ့ထိုင်းနိုင်ငံရဲ့ကနန်ဦးကန်းကွက်မှုမရှိခဲ့ခြင်းတို့ကိုအခြေခံပြီးတော့ကမ်ဘောဒီးယားဘက်မှဆုံးဖြတ်ကာကျောင်းတော်ကိုကမ်ဘောဒီးယားဘက်မှပိုင်ဆိုင်တင်တယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။ထိုင်းဘက်အနေဖြင့်လည်းစစ်တပ်များရုပ်သိမ်းရန်နဲ့ယူဆောင်သွားတဲ့ရှေးဟောင်းပစ္စည်းများပြန်လည်အနိုင်ရန်အမိန့်ချမှတ်ခြင်းခံခဲ့ရပါတော့တယ်။ ဒီစုခွာမှုဟာထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ထိုင်းမျိုးသားရေးဝါဒီတွေရဲ့ဒေါသတွေကိုပိုမိုဖြစ်ပွားစေခဲ့ပါတယ်။တရားဝင်အပြင်လိုင်းနာပေမဲ့ဒီဆုံးဖြတ်ချက်ဟာနောက်ဆယ်စုနှစ်များစွာစိတ်ခံစားမှုနဲ့နိုင်ငံရေးအငြင်းပွားမှုတွေကိုမိမောင်းထိုးပေးခဲ့ပါတော့တယ်။2008ခုနှစ်နဲ့2017နေဆက်တိုက်ပွဲများကျောင်းတော်နဲ့ပတ်သက်တဲ့ပိုင်ဆိုင်မှုအငင်းပွားမှုကဆယ်စုနှစ်များစွာတိတ်ဆိတ်စွာနဲ့တည်ရှိနေခဲ့ပေမဲ့ 2008ခုနှစ်မှာတော့ကမ်ဘောဒီးယားကပရီဗီဟီကျောင်းတော်အားယူနက်စကိုကမ္ဘာအမွေအနှစ်စီရင်တင်သွင်းရန်ကြိုးပမ်းမှုကြောင့်အခြေအနေတွေဟာပြောင်းလဲသွားခဲ့ပါလို့လေ။ထိုင်းနိုင်ငံအနေနဲ့ကမ်ဘောဒီးယားရဲ့လုပ်ရက်ကိုနိုင်ငံရေးအရနေနမိတ်ချိုးဖောက်မှုဖြင့်ရှုမြင်ခဲ့ကြပါတယ်။ထို့နောက်ဇူလိုင်လ2008ခုနှစ်မှာတော့ယူနက်စကိုစီရင်တွင်းခွင့်ပြုချက်နဲ့ပတ်သက်ပြီးထိုင်းနိုင်ငံတွင်စံနာပြမှုများစတင်ဖြစ်ပွားလာခဲ့ပါတော့လေ။စန္ဒပြရတဲ့အကြောင်းရင်းမှာတော့ ကမ်ဘောဒီးယားကပရီဗီဟီကျောင်းတော်ကိုယူနက်စကိုကမ္ဘာအမွေနှစ်စည်းရင်တင်သွင်းရန်တင်ပြခဲ့တဲ့အတွက်ကျောင်းတော်ရဲ့မြေနေရာကိုကမ်ဘောဒီးယားတိုင်းနိုင်ငံနဲ့ပိုင်ဖြစ်သတ်မှတ်ခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ထို့အတွက်ထိုင်းအစိုးရနဲ့အမျိုးသားရေးသမားတွေကဒီဆုံးဖြတ်ချက်ကိုနယ်မြေပိုင်စည်းမှုအဖြစ်မှတ်ယူကာနိုင်ငံတော်ဆန္ဒပြမှုများစတင်ခဲ့တာဖြစ်ပါတယ်။နောက်ဆက်တွဲအနေနဲ့ထိုင်းနိုင်ငံဝန်ကြီးချုပ်စမတ်စန်ထရာဇက်နှုတ်ထွက်ခဲ့ရတာကလည်းနိုင်ငံရေးအကျတဲကိုလည်းဖြစ်ပေါ်စေခဲ့ပါတယ်။ အောက်တိုဘာ2008ခုနှစ်မှာတော့နှစ်နိုင်ငံချင်းပရမအောင်ဆုံးချိန်အပြန်အလှန်ပြစ်ခတ်မှုစတင်ဖြစ်ပွားခဲ့ပါပြီ။ဖြစ်စဉ်မှာတော့နှစ်နိုင်ငံနယ်စပ်ဆောင်စစ်သားများကြားအခြေတင်ညှဉ်းပန်းမှုမှတစ်ဆင့်တနက်ပြစ်ခတ်မှုတိပြင်းထန်လာခဲ့ရမှပုံမှုဆိုးရွားလာခဲ့တာဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ကမ်ဘောဒီးယားစစ်သား2ဦးသေဆုံးပြီး10ဦးကျော်တန်ရာရရှိခဲ့ကထိုင်းဘက်မှာတော့ကြေးရွာများမှာဒီသူ3000ကျော်ကျောင်းရွှေ့ခဲ့ရပါတယ်။နိုင်ငံတကာတုံ့ပြန်မှုအနေနဲ့အာဆီယံနဲ့ UN တို့ကအရေးပေါ်ဆွေးနွေးပွဲများပြုလုပ်ကာညှိနှိုင်းပေးခဲ့ပေမဲ့နိုင်ငံစလုံးအနေဖြင့်လက်နက်ဖြည့်တင်းမှုများဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်။ဧပြီ2009ခုနှစ်မှာတော့နှစ်နိုင်ငံထိတ်တိုက်တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပါပြီ။နယ်စပ်မှာတော့ နေဇာနီစစ်သားများအပြန်အလှန်ထိတွေ့မှုဖြစ်ပွားကလက်နက်ကြီးတွေကိုပါအသုံးပြုခဲ့ကြပါတယ်။အကျိုးဆက်အနေနဲ့ထိုင်းစစ်သား၂ဦးသေဆုံးက၈ဦးဒဏ်ရာရရှိခဲ့ပါတယ်။ကမ်ဘောဒီးယားဘက်မှာတော့ကျေးရွာ၅ရွာမှပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ထူးခြားချက်တစ်ခုအနေနဲ့ဒီတိုက်ပွဲဟာပရမအုပ်ဆုံးအကြိမ်ဖြစ်လေကြောင်းမှပုံကျဲမှုပါဝင်ခဲ့ပြီးကမ်ဘောဒီးယားကထိုင်းလီဒါတိုက်ခတ်မှုများအတွက်ဆွဆွဲခဲ့ပါတယ်။ဖေဗူအာရီလ 2012ခုနှစ်မှာတော့နှစ်နိုင်ငံကြားအပြင်းထန်ဆုံးတိုက်ပွဲတွေဟာဖြစ်ပွားလာခဲ့ပြီးဖြစ်ပါတယ်။နှစ်နိုင်ငံနယ်နိမိတ်ကြီးစစ်သားတွေအနေနဲ့စီရီးတွင်းမှာမြင့်တက်လာပြီးနှစ်ဖက်စလုံးက BM21 ဒုံးပြစ်လက်နက်များပါဝင်လက်နက်ကြီးစားများကိုအသုံးပြုခဲ့ကြပါတယ်။လေရတာ အပြန်အလှန်ပြစ်ခတ်မှုမှာတော့ကြီးစံတထောင်ကျော်ပြစ်ခတ်ခဲ့ကြပြီးစစ်သားနယ်ပြည်သူတေဆုံးသူ28ဦးရှိခဲ့ကဒဏ်ရာရရှိသူ100နီးပါးရှိခဲ့ပါတယ် ်ပရီဗီဟီကျောင်းတော်ရဲ့မြောက်ဖက်ဂိတ်ပေါက်နဲ့ကြောက်ရွံ့ကျွန်းတွေဟာလည်းပြန်စည်းခဲ့ရပါတယ်ထို့နောက်နိုင်ငံတကာရဲ့ဝင်ရောက်မှုအနေနဲ့ UN တွေတွေတွင်းရေးမှုချုပ်ဘန်ကီမွန်ကနိုင်ငံခေါင်းဆောင်များအရေးပေါ်ဆွေးနွေးပွဲပြုလုပ်စီခဲ့ပါတယ်။2012ခုနှစ်မှာတော့ကမ်ဘောဒီးယားနိုင်ငံက ICJ ကိုပြန်လည်အနှံက နယ်နိမိတ်နဲ့ပတ်သက်ပြီးတော့ရှင်းရှင်းလင်းလင်းသတ်မှတ်ပေးရန်တောင်းဆိုခဲ့ပါတယ်။2013ခုနှစ်မှာတော့တရားရုံးကသီအိုရီယာအဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီးကြောက်ဆောင်တဲ့ပတ်ဝန်းကျင်နယ်မြေများဒီလေကမ်ဘောဒီးယားနိုင်ငံပိုင်ဖြစ်ကြောင်းအတည်ပြုပေးခဲ့ပါတယ်။တရားရုံးကနှစ်နိုင်ငံစလုံးအားငြိမ်းချမ်းစွာနယ်နိမိတ်သတ်မှတ်ရန်တိုက်တွန်းခဲ့ပြီးတော့နှစ်နိုင်ငံအတွင်းမှာရှိတဲ့ပြင်းထန်တဲ့အမြင်များရှိပေမဲ့လည်းအစိုးရနှစ်ရလုံးကဆုံးဖြတ်ချက်ကိုလက်ခံခဲ့ကြပါတယ်။ ထိုမှတဆင်2013ခုနှစ်မှစပါနှစ်နိုင်ငံတင်းမာမှုများယောနေလာခဲ့ပါတယ်နှစ်နိုင်ငံပူးပေါင်းနယ်စပ်စခန်းများဖွဲ့စည်းခဲ့ပြီးစီးပွားရေးပူးပေါင်းဆောင်ရွက်မှုခီးသွွားလုပ်ငန်းနဲ့ဘုံအမွေနှစ်များကိုအာရုံစိုက်လာကြပါတယ်အာဆီယံအဖွဲ့ကတင်းမာမှုများရောပါးရာမှာအရေးပါတဲ့ကဏ္ဍမှာပါဝင်ခဲ့ပါတယ်။ဒါပေမဲ့နှစ်နိုင်ငံလုံးမှာရှိတဲ့အမျိုးသားရေးပြင်းထန်တဲ့ဘာဒီအဖွဲ့တွေကတော့ဆက်လက်အသံထွက်နေစေဖြစ်ပါတယ်ခင်ဗျာ။ ီနေရာမှာတော့ထိုင်းနိုင်ငံအနေနဲ့ privy ကျောင်းတော်ဟာသူတို့အပိုင်းလို့ဘာကြောင့်ပြောနေရသလဲဆိုတဲ့အမြင်ကိုပြောပြပေးသွားမှာဖြစ်ပါတယ် privy ကျောင်းတော်ဟာ standard တောင်တန်းရဲ့မီတာ925မြင့်မှာတည်ရှိပြီးတော့လုံခြုံစွာသွားရောက်နိုင်တဲ့တခုတည်းသောလမ်းမှာလဲထိုင်းနိုင်ငံစီစက်ခန်းပြည်နယ်ဘက်မှသာ ဖြစ်ပါတယ်ဆယ်စုနှစ်များစွာထိုင်းဒေသခံတွေကဒီလမ်းကိုအသုံးပြုခဲ့ခြင်းကလည်းပိုင်ဆိုင်မှုစိတ်ဓာတ်ကို အုံမူခိုင်မြဲစေခဲ့တဲ့အကြောင်းရင်းတွေကတစ်ချက်ဖြစ်ပါတယ်။သမိုင်းဆိုင်ရာအုပ်ချုပ်မှုခေတ်တည်နယ်နိမိတ်များမရှိမီကဒီဒေတာကို ထိုင်းနဲ့အခြားအရှိတောင်အရှာပိုင်းနိုင်ငံတွေကထိန်းချုပ်ခဲ့ကြဘူးပါတယ်။ခမာအင်ပါယာအင်အားနည်းလာတဲ့အချိန်မှာ ထိုင်းနိုင်ငံက PRV နဲ့ပန်ဝင်းကျင်ဒေတာတွေကိုတကယ်တမ်းအုပ်ချုပ်ခဲ့တဲ့သမိုင်းကြောင်းမှတ်တမ်းတွေကလည်းရှိနေခဲ့ပြန်ပါတယ်။1900 ခုနှစ်ခုနှစ်ပြင်သစ်မြေပုံအငင်းပွားမှု1904ခုနှစ်နဲ့1908ခုနှစ်ကာလတွေမှာပြင်သစ်ကကမ်ဘောဒီးယားကိုအုပ်ချုပ်နေခဲ့ပါတယ်။ထိုအချိန်မှာပြင်သစ်တို့ကထိုင်းတို့နဲ့ချုပ်ဆိုခဲ့တဲ့နယ်နိမိတ်စာချုပ်မှာတော့နယ်နိမိတ်မြင်းကရေဝေရေလဲမြင်းတိုင်းတောင်ကျောအလိုက်ဖြစ်ရမယ်လို့သဘောတူညီခဲ့ကြပါတယ်။ဒါပေမဲ့ပြင်သစ်မြေပုံဆွဲသူတွေကရေဝေရေလဲမြင်းရဲ့မြောက်ဖက်မှာရှိတဲ့ PVH ကြောင့်ကို ကမ်ဘောဒီးယားဘက်မှထည့်သွင်းခဲ့တာမှလည်းအငင်းပွားဝယ်ရာကိစ္စတခုဖြစ်ပျက်ခဲ့ပါတယ်1962 ICJ ဆုံးဖြတ်ချက်နဲ့နောက်ဆက်တွဲ1962ခုနှစ်မှာတော့နိုင်ငံတကာတရားရုံး ICJ ကကမ်ဘောဒီးယားဘက်မှဆုံးဖြတ်ခဲ့ပေမဲ့ထိုင်းနိုင်ငံမှာအထူးသဖြင့်အမျိုးသားရေးဝါဒသမားတွေကဒီဆုံးဖြတ်ချက်ကို ကိုလိုနီခေတ်လှည့်စားမှုတရားဖြင့်မြင်သည့်အတွက်လက်မခံနိုင်ကြသေးပါဘူး ယဉ်ကျေးမှုအမွေအနေနဲ့အမျိုးသားရေးပရီဗီဟီကဘာသာရေးအစအဦးတောင်ကနှစ်နိုင်ကံဖို့ရှီဟောင်းအမှုပညာအမွေအနေနဲ့ဖြစ်နေခြင်းကပဏိပခါကိုပုံမူပြီးတော့ရှုပ်ထွေးစေခဲ့ပါတယ်။ထိုင်းတို့များစွာအတွက်ဤကြောင်းတော်ဆုံးရှုံးမှုကနိုင်ငံတော်ဂုံတိုက်ခါကိုထိခိုက်စေတဲ့အဖြစ်ရတစ်ခုဖြစ်မှတ်ယူထားကြစေဖြစ်ပါတယ်။ ရှေ့ကဖော်ပြခဲ့တဲ့အကြောင်းအရာတွေကပြီးခဲ့တဲ့ခုနှစ်တည်းကဖြစ်ပွားခဲ့တဲ့အကြောင်းအရာတွေကိုပြန်လည်ပြောပြခြင်းသာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့လည်းထိုင်းမှာအများကြီးလက်ရှိနေထိုင်ကြတာရှိပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့ဟာဒီပဏိပခမှာ မပါဝင်ဖို့အတွက်မပါဝင်ကြစေဖို့အတွက်အတက်နိုင်သမျှထိန်းချုပ်ရပါမယ်ခင်ဗျာ ဘာလို့လဲဆိုတော့တကယ်လို့တစ်ခုခုဖြစ်ခဲ့တဲ့အခါမှာကမ်ဘောဒီးယားအနေနဲ့သူတို့ရဲ့နိုင်ငံစီကိုသူတို့လွတ်လွတ်လပ်လပ်နဲ့ပြန်လို့ပြန်သွားလို့ရပြီးတော့သူတို့နိုင်ငံကပြန်လဲစောင့်ရှောက်ပေးထားမှာဖြစ်ပြီးကျွန်တော်တို့ဒီမှာတော့မိတ်ဆွေတို့တည်တဲ့အတိုင်းဖြစ်တဲ့အတွက်ကိုပြုတဲ့ကံကိုထန်တာပြန်လာမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့တော်တော်ကြီးကိုဒီကိစ္စတွေမှာပါဝင်ဆက်ဖက်မှုမလို့ဟုတ်တဲ့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်